အဲ့ဒါကဒီနှမျိုးရှိတယ်စိတ်နဲ့ရမ်းဆိုင်တယ်သူကအတ္တမိကဆိုတာလေသူကပန်းတကူလာတင်ညာပေါ့နော်ပန်းတကူဆိုတဲ့အမတ်တင်ညာဆိုတာပိုင်ရှင်မရှိဘူးလို့သူစိတ်ထဲမှာယူဆမှတာဒါကိုသူသုံးခွင့်ရှိတာပိုင်ရှင်ရှိလောက်တယ်ပိုင်ရှင်ရှိနိုင်တယ်ဆိုတာကိုသိနေတယ်ဆိုရင်တော့ဒါသုံးခွင့်မရှိဘူးတိမ်မဲ့တိမ်ထားပြီးလို့ရမှာနော်အကြောင်းစလို့ဟိုပန်းတကူပန်းတကူဆိုပြီးတော့ချိုးကောက်တာရှိတယ်လေပန်းတကူကောက်တယ်ဆိုတာကပိုင်ရှင်မရှိဘူးလို့ယူဆမှတာယူခွင့်ကောက်ယူခွင့်ရှိတာနော် ဲ့တော့ပိုင်ရှင်ငုလောက်ဆိုရင်ပိုင်ရှင်လည်းမယူတော့ပါဘူးပေါ့နော်အစွန်းစာပေထဲမှာဝိထုတပုတ်ရှိတယ်လေဝိထုတပုတ်ဘယ်လိုရှိလဲဆိုတော့ပွဲစည်းတန်းတစ်ခုပေါ့တီခိုမှာပေါ့နော်ပွဲတစ်ခုကျင်းပါတယ်ပွဲတစ်ခုကျင်းပါတဲ့အခါမှာရှေ့ကကြွသွားတဲ့ယဟန်ရဲ့ဒီအပေါ်ယုံတင်ကန်းတစ်ခုကကြကြံခဲ့တယ်ပွဲစည်းတန်းမှာလူတွေများတော့လေအဲနောက်ကလာတဲ့ယဟန်ကအဲ့ဒါကို तू ကတွေ့တယ်တွေ့ပြီးတော့ तू ကောက်လိုက်တယ်သူကောင်းတဲ့ခါမှာသူကသူ့စိတ်ထဲမှာခိုးရတဲ့စိတ်ပါခိုးရတဲ့စိတ်ကပိုင်ရှင်မမြင်ခင်ငါယူလိုက်မယ်ဆိုတဲ့စိတ်အရေးကြီးတယ်ဒါ ခြေကကိုရှိကလူတယောက်ကသွားတာကြကြံခဲ့ပတ်ဆိုင်ကြကြံခဲ့ကိုမြင်လိုက်တယ်တောင်ကိုလိုက်ပေးရမှာယူပြီးတော့လိုက်ပေးရမှာမပေးဘဲနဲ့ပိုင်းရှင်မမြင်ခင်ငါအသားလေးကောက်ယူလိုက်မယ်နော်ကိုသွားခိုးတာတော့မဟုတ်ဘူးကြကြံခဲ့တာကိုခိုးလို့တဲ့စိတ်နဲ့ယူတာစိတ်အေးကြီးတယ်နော်ကြကြံခဲ့တဲ့ PC ကိုပိုင်းရှင်မမြင်ခင်ငါယူမယ်ဆိုတော့ခိုးလို့တဲ့စိတ်နဲ့ကောက်လိုက်တာခုနကဟိုယဟန်ကကောက်လိုက်တာဆိုတော့အဲ့ယဟန်အစပါတိကကြပြီလားမကြသေးလားဆိုတော့ပုံမှန်ဆိုရင်တော့ဒါခိုးမှုမြောက်နေပြီဒါပေမဲ့ကြကြံခဲ့တဲ့ပိုင်းရှင်က သူပြန်ယူအောင်မယ်ဆိုတဲ့စိတ်ရှိတယ်ဆိုရင်ဒါပိုင်ရှင်ရှိတယ်ပစ္စည်းပြန်မယူတော့ပါဘူးဆိုတော့စိတ်ဖြစ်သွားတယ်ဆိုရင်အပန်းတကူပစ္စည်းဖြစ်သွားပြီပိုင်ရှင်လည်းအများကြီးဆိုင်တယ်ပိုင်ရှင်ကကြကြံခဲ့ပြီးအိမ်ရောက်တဲ့ခါမှ तू တည်တယ်အမှ तू လိုက်ချတယ်စ조사တယ်ဒါ तू အားလည်းမပြတ်သေးဘူးလေအဲ့ဒီချိန်တည်းက तू ပစ္စည်းပဲရှိသေးတာအဲ့ဒီချိန်မှာခိုးလို့တဲ့စိတ်နဲ့ယူတဲ့ပုံကဒါခိုးမြောက်နေပြီဒါနော်ခိုးမြောက်နေပြီအဲ့တော့ပိုင်ရှင်ဘက်ကနေပြီးတော့ तू အိမ်ရောက်ခါမှ तू တည်လို့လိုက်ချတယ်ပြန်ပြီးတော့လာချကြည့်လည်းမတွေ့တော့ဘလို့မှချ तू မတွေ့တဲ့ခါကျမှ เออกูแล้วဆိုရင်လည်းငါအပြောက်လို့သူများယူသွားလောက်ပါပြီဆိုပြီးတော့သူစိတ်ကိုချော့ချလိုက်တယ်အဲ့ခါကျမှသူဟာပန့်တကူဖြစ်သွားတာเนาะအဲ့တော့ပိုင်ရှင်ကမယူတော့ဘူးလို့ဆုံးဖြတ်ချက်မှာအဲ့ PC ကပန့်တကူ PC ဖြစ်တယ်အဲ့ဒါမှယူခွင့်ရှိတာပေါ့เนาะပိုင်ရှင်ကယူမယ်ဆိုရင်စိတ်ရှိသေးတယ်ဆိုရင်တော့ဒီ PC ဒီပန့်တကူ PC မဟုတ်အဲ့ဆိုရင်ပိုင်ရှင်ရှိတဲ့ PC ကိုကိုပိုင်ရှင်မသိအောင်ဟိုမမြင်အောင်ခိုးယူတဲ့စိတ်နဲ့ယူမယ်ဆိုရင်ဒါအဋ္ဌနာဒနာမြောက်တယ်အဲ့တော့နှစ်ဖက်ဆိုင်သွားတယ်ပိုင်ရှင်နဲ့လည်းဆိုင်တယ်ယူတဲ့သူနဲ့လည်းဆိုင်တယ်ယူတဲ့သူဘက် က ခိုးရတဲ့စိတ်နဲ့ယူတယ်ဆိုလို့ရှိရင်တမျိုးအဲ့မှာနောက်တစ်ခါပိုင်ရှင်ဘက်ကလည်းမဆုံသေးရင်တမျိုးနော်ပိုင်ရှင်ဘက်ကလည်းသူ့ပစ္စည်းကိုမဆုံသေးဘူးကောက်ယူတဲ့ပုဂ္ဂိုလ်ကလည်းခိုးရတဲ့စိတ်ပါမယ်အဲ့လိုဆိုရင်အတ္တနာနာမြောက်တယ်ဟုတ်ပြီနော်ပိုင်ရှင်ကလည်းပစ္စည်းကိုမဆုံသေးဘူးယူကောက်ယူတဲ့ပုဂ္ဂိုလ်ကလည်းခိုးခိုးယူလူတွေစိတ်နဲ့ကောက်ယူတာအဲ့လိုဆိုရင်အတ္တနာနာကံမြောက်တယ်အဲ့တော့ပိုင်ရှင်ဘက်ကစွန့်လိုက်ပြီးကောက်တဲ့ပုဂ္ဂိုလ်ကခိုးရတဲ့စိတ်နဲ့ကောက်ယူမှဆိုရင်မမြောက်ဘူးဘာဖြစ်လဲဆိုတော့ပိုင်ရှင်ကစွန့်လိုက်ပြီးဖြစ်တဲ့ကြောင့်ပိုင်ရှင်မရှိတော့ဘူး အဲကြောင့်ခိုးယူလို့တဲ့စိတ်နဲ့ကောက်ယူပေးမယ်ပိုင်ရှင်ဆွတ်လိုက်တဲ့ကြောင့်ပန်တကူဖြစ်တယ်နော်နောက်တစ်ခုကျတော့ပိုင်ရှင်မစွန့်ဘူးဒါပေမဲ့ तू ကပိုင်ရှင်မရှိဘူးထင်လို့ပန်တကူစိတ်နဲ့ကောက်ယူတာဒါလည်းအတ္တနာနာမမြောက်သေးဘူးဟုတ်ပြီနော်အဲ့တော့အတ္တနာနာမြောက်တာက ပိုင်ရှင်ကလည်းမစွန့်ဘူး तू ကလည်းခိုးယူတဲ့စိတ်နဲ့ယူမယ်အဲ့ဒါဆိုရင်မြောက်တယ်နော်အဲ့ဒါပဲဒီက